အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေ့လာမယ့်သင်ခန်းစာရဲ့ကောင်းစဉ်ကတန့်တဲဖြစ်ပါတယ်တန့်တဲဆိုတာကကတဲ့ကစပီးဆိုပြီးတော့အတိတ်ပဲတက်ရောက်တယ်ပေါ့နော်ဘလို့မျိုးကတဲ့ကစပီးဆိုလို့ရှိရင်လဲဆိုရင်ကျွန်တော်တို့တွေမနေ့ကတဲ့ကနေပြီးတော့အခုထီကို ထမင်းမစားရသေးဘူးမနက်ကတည်းကနေကျွန်တော်အခုထိအလုံးလုံးနေတယ်အဲအဲ့လိုမျိုးပေါ့နော်ကတဲ့ကလို့ပြောဖြစ်ပါတယ် နေ့ကကျွန်တော်မေးထားတဲ့မေးခွန်းမှာဆိုရင်ဂျွန်ကရထန်းဆိုပြီးတော့မေးတဲ့မေးခွန်းထဲမှာရှေ့ကဂျွန်တစ်လုံးနဲ့ဆိုလို့ရှိရင်ဘလိုမျိုးနောက်တဲ့အတိတ်ပဲရှိနိုင်သေးလဲနောက်ရှေ့ရစာကတ်မယ်နောက်ကစာကတ်မယ်ပေါ့နော်ဘယ်ကကတ်ကတ်ပေါ့နော်အဲ့အတိတ်ပဲကဘာလဲဆိုလို့ရှိရင်ဂျွန်ဆိုတာကကျွန်တော်တို့တွေစင်းရတဲ့အကြောင်းအရာကိုလည်းပြောတယ်ပေါ့နော်ရှေ့ကခွန်ဂျွန်ဆိုတာစင်းရတဲ့သူလို့ အတိတ်ပဲတက်ရောက်တယ်ပေါ့နော်ကြွန်ဆိုတာကဆင်းရဲတဲ့အတိတ်ပဲလည်းတက်ရောက်ပါတယ်ဟုတ်ပြီဒီကနေ့တော့ကျွန်တော်တို့တန်းတဲကတဲ့ကဆိုတဲ့သင်္ကန်းစာကိုလေ့လာမှဖြစ်ပါတယ်ဗီဒီယိုဖိုင်ကတော့နည်းနည်းရှည်မှဖြစ်ပါတယ်အားလုံးပဲအတူတူလေ့လာကြရအောင်ဒီမှာတယောက်ယောက်ကမေးမယ်ပေါ့နော်เธอมาทำงานที่นี่กี่ปีแล้วตูมีไหม နင်းဒီမှာအလုပ်လုပ်တာဘယ်လောက်ကြာပြီလဲအဲ့လိုမေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်ဖြေတဲ့သဘောပေါ့နော်ကျွန်တော်ဒီမှာအလုပ်လုပ်လာတာပြီးခဲ့တဲ့နှစ်ကလေးကပါကျွန်တော်ပြီးခဲ့တဲ့နှစ်ကလေးကအလုပ်လုပ်နေတာပါခမျာနော်အဲ့လိုပြောလို့ရတယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုပြောမလဲผมทำงานที่นี่ตั้งแต่ปีที่แล้วครับ ผม ကျွန်တော်ကทำงานအလုပ်လုပ်တယ်ที่นี่ဘယ်မှာလုပ်တာလဲဒီမှာလုပ်တာဒီမှာဆိုတာကที่นี่ဆိုတဲ့အကြောင်းအရာကိုထည့်ပေးခြင်းအဖြစ်ကျွန်တော်တို့ဒီနေရာမှာလုပ်တယ်ဆိုတဲ့အကြောင်းအရာကိုပို့ပြီးတော့ပေါ်လွင်တယ်ပေါ့เนาะတန်းတဲ့ကတဲ့ကဘယ်ကတဲ့ကလဲပီတိလဲပြီးခဲ့တဲ့နေ့ကတဲ့ကผมကျွန်တော်ทำงานที่นี่ဒီမှာအလုပ်လုပ်တာတန်းတဲ့ ปีที่แล้วปีเกเรนี่ก็ได้กาบาဟုတ်ပြီအဲ့ဒါကျွန်တော်တို့ရေးကြည့်မယ်ဖောအုပ်မောဖုံထောအမ်ထမ်ငောအာနောငานဖုံทํางานကျွန်တော်အလုပ်လုပ်တယ်ဘယ်မှာလုပ်တာလဲที่นี่ထောအီတီမိုက်အီတီနောအီနီမိုက်အီနီที่นี่နှစ်ခုလုံးကအနေတန်း တရာလဲတူတယ်အပေါ်ကဝနယူလဲတူတယ်ထိနိအနိဒာနေပဲเนาะတန်တဲ့တောအငေါ်တန်ဝိုက်ထူတန်တောအေတဲမဲ့အေတဲတန်တဲ့ကတဲ့ကပီပေါ်ဤပီထောဤတီမဲ့အေတီပီတီလောအေဝော်လဲဝိုက်ထူလဲ คอรออะบอครับ ผมทำงานที่นี่ตั้งแต่ปีที่แล้วครับ จะเนาะပြီးခဲ့တဲ့နှစ်ကတည်းကအလုံးလုံးနေတာပါခမရလို့ပြောတာဖြစ်ပါတယ်နောက်ထပ်စာကြောင်းလေးကအဲ့ဒီနေ့ကတည်းကသူ့ကိုထမတွေ့တော့တာပါပေါ့နော်ဒီမှာလုံးဝဆွဲစာလေးပါထားတယ်လုံးဝထမတွေ့တော့ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုပြောမလဲတန်းတဲဝန်နန်း ฉันไม่เคยเจอของอีกเลย ตั้งแต่กระเดกาไปกระเดกาเลยวันนั้นสูเลยไอ้ที่นี่กระเดกาสุดวิวตัวอทูบิวเลยฉันงากะไม่เคยเจอขาวอีกเลยตู้กูลงว่ากูทำตัวเราบ้าบูรู้เปล่าพี่ป่าเลยตั้งแต่วันนั้น ฉันไม่เคยเจอของอีกเลย အဲ့ဒီနေ့ကလေးကသူ့ကိုထပ်မတွေ့တော့ပါဘူးအဲ့ဒါကျွန်တော်တို့ဆက်ရေးမယ်ထပ်ပြီးရေးကြည့်မယ်ပေါ့နော်တန်းတဲတော်အငေါ်တန်းမိုက်ထူတန်းတော်အဲတဲမိုက်အတဲတန်းတဲဝေါ်အနော်ဝန်နော်အနော်နန်မိုက်ထူနန်ဝန်နန်ฉันชออะนอฉัน มอไอไม้ไม้เอกไม่เคยคอเออยอเคยเจอจอเอเจอเคยเจอสวยตุยบูเดะเนาะไม่เคยเจอมาตุยบูบูขาวขอเอาขาวออีกออีกออีกอสวยอีกไปทำไมเลยดอบูบ่เนาะ ลอเอยอเลย ตั้งแต่วันนั้นฉันไม่เคยเจอเขาอีกเลยไอ้นี่ก็เดก็ตัวโถทําไม่ตื่อหรอกบ่รู้เปล่าจินน่ะဖြစ်ပါတယ် အဲ့ဒီတော့တန်းတဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေစာအကြောင်းလေးတွေအတူတူလေ့လာခဲ့ပြီးဖြစ်ပါတယ်။နောက်နေ့သင်ခန်းစာတွေမှာလည်းကျွန်တော်တန်းတဲနဲ့ပတ်သက်တဲ့အရာတွေမှာနောက်ထပ်စကားလုံးလေးတွေထပ်ထပ်ပြီးတော့ဆက်လာရင်ဘယ်လိုမျိုးအထိပ္ပယ်တွေပြန်ပြီးတော့တက်ရောက်သွားသလဲဆိုတာတွေကိုအတူတူဆက်လက်လေ့လာကြမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်သင်ခန်းစာရဲ့နောက်ဆုံးပိုင်းမှာဆိုရင် မေကုံးမေးလေးရှိတယ်ပေါ့နော်။ဒီနေ့ကတော့ကျွန်တော်မေကုံးက ဒီဒီအချိန်ဒီဒီဗီဒီယိုဖိုင်ကိုကြည့်နေရဆိုလို့ရှိရင်တော့ဒါဖြည့်ဆိုနိုင်လိမ့်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်စာရေးပြမယ်စာရတော့ဝါကြလေးပေါ့နော်အတန်ထွက်ပြီးတော့တော့စိုးမပြတော့ဘူးအားလုံးပဲဖြည့်ဆိုနိုင်မယ်လို့မျှော်လင့်နေပေါ့နော်အဲ့တော့ကျွန်တော်ရေးကြည့်မယ်အတူကျုံးလေးပေါ့နော် အခုကျွန်တော်ရေးပြထားတဲ့စာလေးဝါကြလေးပေါ့နော်အဲ့ဒါကဘာရေးထားတာလဲလို့မေးတာဖြစ်ပါတယ်အားလုံးပဲဖြည့်ဆို့နိုင်ကြပါစေလို့ညွှန်လင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ขอบคุณครับ